အားလုံးပဲမင်္ဂလာပါ။မြန်ခရစ်တောနေပြန်ပြီးတော့ကျေးဇူးပါတယ်။ကျွန်တော်ဒီဗီဒီယိုမှာတော့ Binance ကအခုတစ်ခေါက်လာတဲ့ Maga Drop မှာဘယ်လိုမျိုး quest တွေကိုလုပ်ရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ခါနဲ့ဒါဝဆိုရဲ Maga Drop တစ်ခုလာပါတယ်။ပေါင်မို့အတွက်ဆိုတော့ကျွန်တော်တို့ Moray ကိုသွားရမယ်။ Moray ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ Common Function ထဲမှာပဲ Maga Drop ဆိုရဲဒီ လေထီးပုံလေးနဲ့ရှိရပါတော့ဒီထဲကိုရောက်အောင်သွားပါမကာဒရော်ရဲကိုရောက်ပြီဆိုရင်ရှေ့ရုံကပေးထားတဲ့ project တွေကိုလည်းအောက်မှာပြပေးထားတယ် boss bed တို့ lister တို့ shop တို့ core တို့ဒါတွေကိုလည်းကျွန်တော်ပူရောလုပ်ပေးခဲ့ပူရယ်ပေါ့နော်အခုတစ်ခေါက်ကတော့ခါနဲ့ဒါ ਉਹ ဆိုရဲ project တခုလာပါတယ်ရှားတဲ့အချိန်ကကျွန်တော်တို့လေးရက်ပဲရှားတာဖြစ်ပါတယ်ဒီ video ကိုတွေ့ပြီဆိုရင်တော့ချက်ချင်းသွားပြီးတော့ quest တွေကိုလှုပ်ထားလိုက်တာကပို့ပြီးတော့စိတ်ချရပါလိမ့်မယ်အဲ့တော့ပေါ်မို့အတွက်ဆိုရင်ကျွန်တော်တို့ခါနဲ့ဒါ ਉਹ ဆိုရဲထဲကိုဝင်လိုက်ဝင်ပြီးသွားပြီဆိုရင်ဒီမှာ project ရဲ့ အခြေအုံပြပေးထားတယ်ဗောနော်ဒီနေ့စပါတယ်9ရက်နေ့စပါတယ်ပြီးရင် ပြီးတဲ့ရက်ကတော့14ရက်နေ့ပြီးမှဖြစ်ပါတယ်14ရက်နေ့ပြီးမှဖြစ်တဲ့အတွက်ကျွန်တော်တို့အချိန်က9ရက်ပဲရတာဖြစ်ပါတယ်ပြီးတော့လောက်ရမယ့် quest တွေကကျွန်တော်တို့ BNB တွေကို log stay လောက်ရမယ့် quest တခုပါတယ်ပြီးပြီးဆိုရင် web3 quest တခုပါတာဖြစ်ပါတယ်ဘယ်လိုမျိုးပြီးမှလဲဆိုတော့ကျွန်တော်တို့မှာဒီ BNB တွေကို log လောက်လိုက်တဲ့ပမာဏရဲ့ web3 quest ကနေပြီးတော့ရတဲ့ပမာဏရဲ့ score တခုရမယ်ဗောနော်ဒီ score နှစ်ခုကိုပေါင်းပြီးတော့ မိုင်းစကိုးဆိုတဲ့နေရာလေးမှာလောလောဆယ်မှာတော့ဒီ point ကမပြသေးဘူးဒီနေ့မှစတာဖြစ်တဲ့အတွက် point မပေါ်သေးဘူးဗောနော်မနေ့ပြန်ဆိုရင်တော့ point တွေကပေါ်လာလိမ့်မယ်ဒါလေးကိုကျွန်တော်တို့ထောက်ကြည့်လိုက်တဲ့ဆိုရင်ကို log လုပ်ထားတဲ့ BNB ပမာဏကနေပြီးတော့ဘယ်လိုမျိုး score တွေရမလဲဆိုတာကိုလည်းပြပေးလိမ့်မယ်ရက်120အတွက်ရထားတာဆိုရင်လည်းဒီနေ့မှပြပေးလိမ့်မယ်ကိုကရက်60 log လုပ်ထားတဲ့ဆိုရင်လည်းဒီရက်60 log လုပ်တဲ့နေရာလေးမှာပြပေးလိမ့်မယ်ဒီကနေ့ရနေတဲ့ BNB score ကိုမှကျွန်တော်တို့ what three quest ထပ်လှုပ်လိုက်တယ်ဆိုရင် weather request မာဒီပိုင်လာနဲ့ထပ်ပြီးတော့မြောက်မှာပေါ့နော်အကယ်၍ကိုကအာဒီအောက်မှာဥပမာလေးကိုကြည့်လိုက်ရပို့ပြီးတော့နားလေလိမ့်မယ် weather request bonus အနေနဲ့က90ရထားတယ်ပေါ့နော်ဒါကမှ weather request ရဲ့မာဒီပိုင်လာက3ရတယ်ဆိုရင် ဒီ BME score ကထောက်နေရရတဲ့ထားပါတော့ဒါဥပမာလေးပြပေးထားတာပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကဒီကိုရတဲ့ BMP score ကို what request multiplier ဖြစ်တဲ့3နဲ့မြှောက်မယ်ပြီးရင်90နဲ့ပေါင်းတာဖြစ်တဲ့အတွက်ကိုရဲ့စုစုပေါင်းရတဲ့ total score က3650ဖြစ်သွားမယ်ဒီညမှာအကယ်၍သာကိုက what request ကိုမလုပ်ခဲ့ဘူးဆိုရင်ကိုရဲ့ total score က 1200ပဲဖြစ်နေမယ် BNB log လောက်ထားတဲ့ပမာဏကနေရတဲ့1200ပဲရှိနေမှာဖြစ်ပါတယ်အဲ့ဒီအတွက် web3 quest ကတေချာပေါက် log ကိုလောက်ရမယ်အထင်မှာပါတယ်လို့ကျွန်တော်အနေနဲ့ကတော့ယူဆတယ်ဘာလို့လဲဆိုတော့ရှေ့ကပြီးခဲ့တဲ့မကဒရော်တွေကိုပြန်ကြည့်မယ်ဆိုရင် web3 quest multiplier ရဲ့ BBC web3 quest မှာပေးတဲ့ bonus score ကအများကြီးပုံများတယ်ဗောနော်ဒီ log လောက်တာတဲ့ပို့ပြီးတော့များတယ်ဒါပေမဲ့ log မလုပ်လို့လည်းမရအောင် log လည်းလုပ်ရမယ် web3 quest လည်းလုပ်ရမယ်နှစ်ခုလုံးလုပ်ရမှာဖြစ်ပါတယ် ီမှာတွက်တဲ့ပုံစံလေးလည်းထိတ်ဆုံးမှပြပေးထားတယ်။အဲ့တော့ဒါကတော့ score တွေပြန်ပြီးတော့ပေးတဲ့ပုံစံဖြစ်ပါတယ်။ဘလိုမျိုးပေးတဲ့ဆိုတာကိုနားလည်ပြီးလို့ထင်တယ်။အဲ့တော့ကျွန်တော်တို့ BNB တွေကို log လုပ်တဲ့ number 1အဆင့်သွားပါမယ်။ subscribe ဆိုတာလေးကိုနှိပ်လိုက်တဲ့ဆိုရင်ကျွန်တော်တို့ BNB တွေကို log လုပ်လို့ရတဲ့ page ကိုရောက်သွားလိမ့်မယ်။ auto ရောက်တယ်ပေါ့နော်။ဒီမှာဆိုရင်ကျွန်တော်တို့ရက်အပိုင်းအခြားရွေးရမယ်။ရက်30ရက်60ရက်90ရက်120အစရှိသဖြင့်ရွေးလို့ရတယ်။ ရက်များလေးစကိုးပို့ပြီးတော့မြန်မြန်ရနိုင်လေးဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဝင်ကိုထည့်ကျင်တဲ့ပမာဏကိုဒီထဲမှာထည့်ပြီးပြီဆိုရင်အာကျွန်တော်တို့ဒီမှာဆိုတော့ဒါရက်၁20က0.05ထက် short ပြီးတော့ထည့်လို့မရဘူးဗောနော်အဲ့တော့ကျွန်တော်0.05ထည့်မယ်ပြီးရင် confirm ဆိုတာလေးကိုနှိပ်လိုက်ပြီးရင်ဒါတွေကိုနားလဲကြအောင်အမှန်ကျလေးတွေလိုက်ပြီးတော့ကျွန်တော်တို့ချစ်ပြရမယ်ဒီညာ box လေးတွေထဲမှာဗောနော်ပြီးရင် confirm ဆိုတာကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော် mega draw အတွက်လည်း PMB တွေကိုရက်120နဲ့ log လောက်တာပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ log လောက်လို့ပြီးသွားပြီမနေ့ပြန်ကြရင်ဒီညမှာကျွန်တော်တို့ log လောက်လိုက်တဲ့ amount ရဲ့ပြီးပြီဆိုရဲဒီနောက်က score 130နဲ့မြောက်ပြီးတော့ရတဲ့ score တခုပေါ်လာမယ်ပေါ့နော်သူကရက်120ဆိုရင်130နဲ့မြောက်တယ်ရက်90ဆိုရင်120နဲ့မြောက်တယ်အဲ့ဒီလိုပဲရက်30ရဲ့အောက်ဆိုရင်100နဲ့ပဲမြောက်တာဖြစ်တဲ့အတွက်ရမ်းများများ state ရင်ကျွန်တော်ဒီဘက်ကပြန်ရတဲ့ score ကလည်းပို့ပြီးတော့များတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါက log bnb လောက်တဲ့အပိုင်းတပိုင်းပြီးသွားပြီနောက်ထပ်တဆင့်အနေနဲ့ web3 request လောက်ရမယ်ပေါ့နော် web3 request လောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့ web3 wallet ထဲမှာ bnb ရှိနေဖို့လိုတယ် bnb အနည်းဆုံး0.01ရှိရမယ်0.01ဆိုတော့ကျွန်တော်တို့ gas fee တွေပါတယ်ထည့်တွက်မယ်ဆိုရင်0.01 5လောက်ရှိနေမယ်ဆိုရင်တော့အဆင်ပြေမယ်ထင်တယ်ဒါက gas fee ပါထည့်ပြီးတော့ကျွန်တော်တို့တွက်တင်နေပေါ့နော်အဲ့တော့ star quest ဆိုတာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဒီခါနေရဲ့ မကတော့မှဘယ်လိုမျိုးပါဝင်ရမလဲဘယ်လိုမျိုး stake လုပ်ရမလဲဆိုတာကို tutorial ရဲ့ video သွားကြည့်လို့ရတယ်ဒါက Binance ကလုပ်ပေးထားတဲ့ tutorial ရဲ့အခုကျွန်တော်လုပ်ပေးမှာကတော့ဒါသူကတော့ tutorial က Kane ရဲ့ BNB ASBNB ဆိုတာနဲ့လုပ်ပြထားတယ်ကျွန်တော်ကတော့ Binance ရဲ့ BNB နဲ့ပဲလုပ်ပြပေးမယ်ပေါ့နော်အဲ့တော့ start down ဆိုတာလေးကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုရင်ဒါ Kane DAO ရဲ့ website ကိုရောက်သွားလိမ့်မယ်အရင်ဆုံးနံပါတ်1အချက်အနေနဲ့ကျွန်တော် Weather Wallet ထဲမှာတော့ BNB ရှိနေဖို့လိုအပ်တယ်ပေါ့နော် ကျွန်တော်ဒီဗီဒီယိုမှာတော့ BMB ထည့်တဲ့အပိုင်းကိုတော့လုံးမပြတော့ဘူးဘာလို့လဲဆိုတော့ BMB ဘယ်လိုမျိုးထည့်ရမလဲဆိုတာရှေ့တော့က Megadraw တွေမှာလည်းပြောပြခဲ့ပြီးသားဖြစ်ပါတယ်အဲ့တော့ဒီညမှာ state BMB ဆိုတာလေးကိုနှိမ့်လိုက်ရရပြီသူတို့လုံးပြပေးထားတဲ့ tutorial မှာတော့ ASBMB နဲ့လုံးပြပေးထားရပါတော့ကျွန်တော်ကတော့ BMB နဲ့ပဲသွားမှာဖြစ်တဲ့အတွက် BMB ကိုရွေးမယ်ပြီးတော့ပြီဆိုရင်ဒီညမှာကျွန်တော် web3 wallet နဲ့ချိန်ပေးထားရမှာဖြစ်ပါတယ်။ဒါကကျွန်တော်ချိန်ပေးသားပြနေတယ်။အဲ့တော့မချိန်ရသေးဘူးဆိုရင်ဒါမျိုးပေါ်မယ်ပေါ့နော်။ corner wallet ဆိုတာလေးပေါ်နေလိမ့်မယ်။ဒါလေးကိုနှိပ်လိုက်။နှိပ်ပြီးတော့ပြီဆိုရင် ကိုယ့်ရဲ့ Binance wallet ဆိုတာလေးကိုနှိပ်ပြီးအဲဒါဆိုရင်ကျွန်တော် wallet ချိန်တာလည်းပြီးသွားပြီဒါဆိုရင်ကျွန်တော်ရဲ့ balance က0.05 web3 wallet ထဲမှာရှိနေပါတော့ဒီမှာအနည်းဆုံးထည့်ပေးရမယ့်ပမာဏက0.01ဖြစ်ပါတယ်အဲ့တော့0.011နည်းနည်းလေးပို့ပြီးတော့ထည့်ပေးမယ်ပေါ့နော်အဲ PP ဆိုရင် deposit ဆိုတာလေးကိုနှိပ်လိုက်ဒါဆိုရင်ကျွန်တော်တို့ token deposit လုပ်ဖို့အတွက်ဒီ sign transition လုပ်ပေးရမယ်ပေါ့နော်ပြီးရင် confirm ဆိုတာလေးကိုနှိပ်လိုက်ရပြီ ဒီနေရာမှာကျွန်တော်တို့ verify process အရာ verify လုပ်ပေးရမယ်အာကျွန်တော်တို့ရဲ့ biometric data တွေထည့်ထားတဲ့သူကတော့ biometric နဲ့သုံးလို့ရတယ်ဒါမှမဟုတ်ရင်ကျွန်တော် 2FA code တွေအဲဆာရှိရဲ့ Gmail code တွေနဲ့ဆိုရင်လည်း Gmail code တွေထည့်ပေးနိုင်ရပြီဒါဆိုရင်ကျွန်တော်တို့ token deposit ရဲ့ပေးမှာအမှန်ကြီးအစိမ်းလေးပေါ်သွားပြီဆိုရင်ကျွန်တော် deposit လုပ်တာအောင်မြင်သွားပြီဖြစ်ပါတယ် withdraw ကတော့ကျွန်တော်ပြန်ထုတ်ချင်တဲ့အချိန်မျိုးမှာတော့မှာပေါ့နော်လောလောဆယ်က withdraw ချက်ချင်းတမ်းမလို့တည်ဘူးဘာလို့လဲဆိုတော့ကျွန်တော် state ထားတာ ပြီးတဲ့အကြောင်းကို verify သွားပြီးတော့လုတ်ပေးရမှာဖြစ်ပါတယ်ပြီးရင်တော့တရားနေထွက်လိုက်ဆိုတော့ဒါက web3 wallet ထဲကိုရောက်သွားနော်ဒီထိပ်မှကြည့်လိုက်တဲ့ဆိုကျွန်တော် wallet ဖြစ်နေတယ်အဲ့တော့ပြဿနာမရှိဘူးဒီနေရာမှာလည်းသွားလို့ရတယ် discover ကိုသွားသွားပြီးသွားပြီးဆိုရင်ဒီနေရာလေးမှာ exclusive airdrop ရဲ့အောက်မှာ complete quest to join binance maga draw ဆိုတာလေးရှိရဲဒါလေးကိုနှိပ်ပြီးပြီဆိုရင်ဒီနေရာလေးထဲမှာကျွန်တော် web3 quest ရဲ့အောက်မှာပဲပေါ့နော် verify နှိပ်ပေးရမယ်ကိုလုတ်ခဲ့ပြီးတဲ့အကြောင်းကို verify နှိပ်မှစိမ့်သွားမှတာလေကျွန်တော်တို့ဒီ quest ကပြီးတယ်လို့ယူဆမှာပေါ့နော် verify ဆိုတာလေးကိုနှိပ်ဒါဆိုရင် task completed လို့ပြသွားပြီဆိုရင် okay နှိပ်ပေးလိုက်အပြုံပြတ်ထွက်ကြည့်အောင်ဒါဆိုရင်ကျွန်တော် log list စိမ့်သွားပြီပြီးပြီဆိုရဲ့ဒီအာ log in မှာတော့ဒါ complete ဖြစ်နေပြီပေါ့နော်ဒီရှိမှာတော့အစိမ့်လေးနဲ့မပြသေးဘူးဒါပေမဲ့အဲ့ဒါပြီးသွားပြီအာဒီလိုမျိုး log လို့ပုံစံမျိုးဒီအောက်လေးမှာ completed ဆိုပြီးအစိမ့်လေးနဲ့ပေါ်လာလိမ့်မယ်ဒါဆိုရင်ရပြီပေါ့နော်ကျွန်တော်ဒီအတွင်းထဲမှာတော့ completed ဖြစ်နေပြီဒါပေမဲ့အပြင်မှာတော့မပြသေးဘူးပေါ့နော်ဒါ လုတ်ပြီးသွားပြီဖြစ်တဲ့အတွက်ခဏနေတော့စိမ့်လာမှာဖြစ်ပါတယ်ဒီလိုမျိုး log bnb ရဲ့အောက်မှာလဲစိမ့်နေမယ်ပြီးပြီဆိုရင် empty card နဲ့တိုက်တယ်ဆိုရဲအောက်မှာလဲ complete ဆိုပြီးတော့စိမ့်နေပြီဆိုရင်တော့ကျွန်တော် quest နှစ်ခုလုံးပြီးသွားပြီဖြစ်ပါတယ် reward distribution လုပ်မဲ့အချိန်ကိုထိုင်ဆောင်ရုံနဲ့လိုတော့တယ်ပြီးရင်ကိုပါကို trading စဖွင့်တဲ့အချိန်မျိုးမှာ spot မှာရောင်းလို့ရမှာ ဖြစ်ပါတယ်ဆိုတော့ဒါကတော့ mega drop အခုတစ်ခေါက်လာနေတဲ့ mega drop မှာဘယ်လိုမျိုးပေါင်ရမလဲဆိုတာကိုပြောပြခဲ့တာဖြစ်ပါတယ် wallet ထဲကိုထည့်မဲ့သူတွေကိုကျွန်တော်အစတော့မပြောတော့ဘူးလို့လုပ်တာပေါ့နော်ဒါပေမဲ့ထည့်ကျင်တဲ့သူတွေကရမ်းလွယ်ရပေါ့နော်ဒီ access တွေကိုသွားပြီးပြီဆိုရင်ကိုလိုချင်တဲ့ token ကိုရွေးရွေးပြီးသွားပြီဆိုရင်ဒီမှာ BNB chain ပေါ့နော် BNB chain နဲ့ဥမာ receive ဆိုတာလေးကိုနှိပ်နှိပ်လိုက်တဲ့ဆိုရင်ကျွန်တော်ဒီမှာ address တစ်ခုရလိမ့်မယ်ဒီ address လေးတစ်ခုကို copy ယူရှေ့ရတုန်းကကျွန်တော်တို့ဒီ Binance ကပေးတဲ့ reward တွေကိုငလေးအတွက်ပြန်လှူတဲ့သူတွေဆိုရင် wallet transaction ကောင်းကောင်းလုပ်တတ်သွားပြီပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်က ငလျင်အတွက် BNB တွေကိုလက်ခံတဲ့အချိန်မျိုးမှာ wallet transaction နဲ့ပဲလက်ခံနေရဖြစ်တဲ့အတွက်ဒီလူတွေဆိုရင်တော့ဘလိုမျိုး Binance Exchange ကနေ wallet transaction လုပ်ရမလဲဆိုတာကိုကောင်းကောင်းသိနေပါပြီ။တရားလေးကို copy ယူပြီးတော့ပြီဆိုရင်ကျွန်တော်တို့ exchange ဘက်ကိုပြန်လာပါတော့။ exchange ဘက်ကိုပြန်လာ။ exchange ဘက်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီ overview ထဲမှာဆိုရင် send ဆိုတာလေးရှိရယ်။ spot ထဲမှာဆိုရင်လည်း send ဆိုတာလေးရှိမယ်။ပြီးရင် on chain withdrawal ဆိုတာလေးကိုနေပြီးတော့ပြီဆိုရင်ကိုကဘာကို withdraw လုပ်ချင်တာလဲပေါ့နော်။ BNB ဆိုရင် BNB ကိုရွေး BMI ကိုရွေးပြီးသွားပြီဆိုရင် address နေရာလေးမှာခုနက copy ယူလာလေးကိုထည့်ပြီးရင် network နေရာမှာ BMB smatch ပြီးရင် minimum ပမာဏကကျွန်တော်0.001ကနေစပြီးတော့ထုတ်ရမယ်။ဒါတို့တစ်ဖက်မှာ state ဖို့လိုတာက0.01အဲ့ဒီအတွက်0.015လောက်ကိုထုတ်ပြီးရင်တော့အဆင်ပြေပြီ။ပြီးရင်ဒါလေးကိုနှိပ် withdraw ဆိုတာလေးကိုနှိပ်ဒါဆိုရင် insufficient ပြနေပါတော့ကျွန်တော်မှာ BMB မရှိဘူးလို့ပြောနေတာ။ BMB ရှိတဲ့သူတွေဆိုရင်ဒီနေရာမှာကျွန်တော်တို့ချက်ချင်းတက်ပြီးတော့ withdraw လုပ်လို့ရလိမ့်မယ်။အောက်မှာဘယ်လောက်ပမာဏတစ်ဖက် wallet ထဲကိုရှောင်းမလဲဆိုတာကိုလည်းပြပေးထားတယ်။0.0 1485 BNB ရောက်မယ်ဆိုပြီးတော့ပြပေးထားတယ်။ဒါဆို withdraw လုပ်ပြီးတော့ confirmation ထည့်ပေးသွားရဆိုရင်ကျွန်တော်အောင်မြင်သွားမှာဖြစ်ပါတယ်။ Okay ပါ။ဒါဆို BNB လည်းဘယ်လိုမျိုးထည့်ရမလဲ၊ quest တွေလည်းဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုနားလည်မလို့မျှော်လင့်ပါတယ်။ video လေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာ။အားလုံးပဲ trade တိုင်းမြတ်ကြပါစေခင်ဗျာ။